မင်္ဂလာပါခင်ဗျရှင်ကိုခစ်တစ်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတော်ပြည်သူတွေကိုခလေးသူငယ်ပါမချမ်းနီးလဲမျိုးစုံနဲ့တပ်ဖြတ်နေတယ်အကြမ်းဖက်မဲ့ online ကလူလူစင်ရဲ့ဒုက္ခရောက်နေတဲ့အတွက်နိုင်ငံရဲ့လူမျိုးအကျိုးကိုဖျက်ဆီးနေကြတဲ့လောက်ရတွေရပ်တန့်ရမယ်ဆိုပြီးပြောသွားပြန်ပါလေဘကိုးတိုင်းပြည်မျိုးအဆက်ထိအရကတတော်အေအေနဲ့ PDF ပူပေါင်းတက်တွေထိုးပေါက်ဝင်ရောက်လာလို့ဆိုပြီးပြည်မြို့မှာအကြပ်ဖက်စကောင်စီတပ်ကစစ်ကားအစီ90ကျော်နဲ့အင်အားဖြည့်ပြီးတော့အသေးအတန်ခံစစ်ပြင်းနေပြန်တယ်လို့ အောက်ရှစ်ပင်မြို့ကတိုက်ပွဲမှာထေသွားတဲ့သူတို့စစ်သားမသားအလောင်းကိုလည်းခိုးကြောင်ခိုးကွက်ကြိုနေကြတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံတော်ကပြည်သူတွေကိုကလေးသူငယ်ပေါင်းမချမ်းနီလန်မျိုးစုံနဲ့တပ်ဖြတ်နေတဲ့အကြမ်းဖက်မင်းအွန်လိုင်းကလူတို့ဆင်းရဲဒုက္ခရောက်နေတဲ့အတွက်နိုင်ငံရဲ့လူမျိုးအချို့ကိုဖျက်ဆီးနေကြတဲ့လောက်ရက်တွေရက်တန်းရမယ်ဆိုပြီးပြောသွားပြန်ပါတယ်ဒါကတော့ ဒီကနေ့ဇန်နဝါရီလ10ရက်နေ့မှာကြာရောက်တဲ့89နှစ်မြောက်ကချင်ပြည်နယ်နဲ့အထိမ့်မှတ်အတွက်ထုတ်ပြန်ချက်မှာအကြံဖတ်မင်းအွန်လိုင်းကပြောထားတာပါအဲ့ဒီထုတ်ပြန်ချက်ထဲမှာတိုင်းဒေသလက်နက်ကိုင်တွေကိုအကြံဖတ်မင်းအွန်လိုင်းကပြစ်တင်ပြောဆိုထားတဲ့အပြင်ပြပပယောဂတွေကြောင့်တိုင်းဒေသလက်နက်ကိုင်တွေကတိုင်းပြည်တည်ငြိမ်ရေးကိုဖျက်ဆီးနေတယ်ဆိုပြီးတော့ပြောဆိုသွားရုံနဲ့မကလူလူစိတ်ရဒုက္ခရောက်နေတဲ့အတွက်နိုင်ငံရဲ့လူမျိုးအကျိုးကိုဖျက်ဆီးနေကြတဲ့လောက်ရက်တွေရက်တိုက်ရမယ်ဆိုပြီးတော့ပါမြန်မာနိုင်ငံတော်ကလေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ်ကလေးသူငယ်ပါမချက်နီလန်းမျိုးစုံနဲ့တပ်ဖြတ်နေတဲ့အဂျမ်ဖတ်မင်းအွန်လိုင်းကပြောသွားပြန်တာဖြစ်ပါတယ်အဂျမ်ဖတ်မင်းအွန်လိုင်းကသူကိုယ်တိုင်အဲ့ဒီလိုတွေပြောနေပြီမဲ့တစ်ဖက်မှာတော့လောလောလတ်လတ်ဇန်နဝါရီလ10ရက်နေ့ကနေရခိုင်ပြည်နယ်ရံပြဲကျွန်းကြောက်နီမော်ကျေးရွာကိုရသားပြည်သူတွေနေတဲ့နေရာမှန်တစ်တိကြီးနဲ့လေချောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးသူငယ်တွေပါဝင်ပြည်သူအယောက်40ကျော်အစုလိုက်အပြုံလိုက်တေဆုံးခဲ့ရပြီးနောက်ထပ်ပြည်သူအယောက်20ဝန်းကျင်ကဒဏ်ရာတွေရထားသလိုလူနေအိမ်ပေါင်းများစွာလဲမိလောင်ပျက်စီးသွားခဲ့တဲ့အပြင် လက်ရှိရခိုင်ပြည်နယ်တွေမှာကီနီပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းအပါအဝင်နိုင်ငံတော်လေကြောင်းကနေဘုံကျဲတက်ခိုက်မှုတွေအပါအဝင်နီလန်ပေါင်းစုံနဲ့ပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်နေတဲ့အကြမ်းဖက်မင်းအောင်လိုင်ကလူထုဆင်းရဲဒုက္ခရောက်နေတဲ့အတွက်နိုင်ငံရဲ့လူမျိုးအကျိုးကိုဖျက်ဆီးနေကြတဲ့လောက်ရတွေရတန်းရမယ်ဆိုပြီးပြောသွားပြန်တာပဲဖြစ်ပါတယ်ခင်ဗျတဆက်ထဲမှာပဲရခိုင်ပြည်နယ်ရံပြဲကျွန်းကကြောင်းလီမော်ခြေရွာကိုရတားပြည်သူတွေနေမှန်းတိတိကြီးနဲ့ အချမ်းပတ်စစ်ကောင်စီကလေးနဲ့လာပြီးဘုံကျဲမှုကြောင့်ပြည်သူအယောက်40ဝန်းကျင်သိဆုံးစေခဲ့တဲ့စစ်တပ်ရဲ့လုပ်ရဟာတရေဘောကြောင့်နဲ့စစ်ရာဇဝမှုလုပ်ရဖြစ်တယ်လို့အရခတတော်အေးအေးပြောခွင့်ရဥခိုင်ဒုက္ခကရန်ကုန်ခေတ်ကိုပြောပါတယ်။ဇန်နဝါရီလ10ရက်နေ့ကပဲရခိုင်ပြည်နယ်ရန်ပြဲမြို့နယ်ကအယတပြည်သူတွေနေထိုင်ရာကြောင့်ညီမကြေးရွာကိုအချမ်းပတ်စစ်ကောင်စီကဘာတိုက်ပွဲမှမရှိတော့ပဲလေးနဲ့လာပြီးဘုံကျဲချမှုကြောင့်ပြည်သူအယောက်40ဝန်းကျင်သိဆုံးခဲ့ရပြီး နောက်ထပ်ပြည်သူအယောက်20ဝန်းကျင်ကဒဏ်ရာတွေရထားသလိုလူနေအိမ်ပေါင်းများစွာလည်းမိလောင်ပျက်စီးခဲ့ရပြီးတော့အဲ့ဒီနေ့ညနေ6နာရီကျော်လောက်မှာပဲမိငိမ့်တက်နိုင်ခဲ့တယ်လို့ဆိုပါတယ်အချက်ဖတ်စကောင်စီရဲ့အယက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခတ်တဲ့အခုလိုလောက်ရဟာအလွန်ရုပ်မာပြီးတရေဘောကြောင်နဲ့လောက်ရတာဖြစ်တယ်လို့စေရဇွဲမှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်တာတာဖြစ်တယ်လို့လည်းအာခတ်တော်အေးအေးပြောခွင့်ရဥခိုင်ဒုက္ခကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိမှာတော့အချမ်းပစကောင်စီကဘုံကျဲခဲ့တဲ့ကြောင်းလီမော်ကျေးရွာဟာ လူနေထူထပ်ပြီးမွတ်စလင်အများစုနေထိုင်တဲ့ခြေရွာဖြစ်သလိုအရဟတတော်အေအေနေနဲ့ဘုံတန်တင်ပြည်သူတွေကိုတတ်နိုင်ဆုံးကူညီမှုတွေပေးနေပြီးဒဏ်ရာရထားတဲ့ပြည်သူတွေကိုလည်းအရေးပေါ်ဆေးဝါးကုသမှုတွေဆောင်ရွက်ပေးနေပါတယ်လို့လည်းအရဟတတော်အေအေပြောခွင့်ရဥက္ကိုင်ဒုက္ခကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ ဘကိုးတိုင်းပြည်မြို့အဆက်အထိအရခတတော်အေအေနဲ့ PDF ပူပေါင်းတပ်တွေထိုးဖောက်ဝင်ရောက်လာလို့ဆိုပြီးပြည်မြို့မှာအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ကားအစီ90ကျော်နဲ့အင်အားဖြည့်ပြီးတော့အသေးအတန်ခန့်စစ်ပြည်နေပြန်တယ်လို့အုတ်ရှိပင်မြို့ကတိုက်ပွဲမှာသေသွားတယ်သူတို့စစ်သားမပါလောင်း9လောင်းကိုလည်းခိုးကြောင်ခိုးဝဲတကြုံနေကြတယ်လို့ဒေတာကန်တွေနဲ့တော်လိုင်းရဲ့သတင်းအချင်းမြစ်ကရန်ကုန်ခစ်တွေကိုပြောပါတယ်ဇန်နဝါရီလ9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲ အောက်ရှိပင်မြို့ကိုဖျက်ပြီးအကြံဖတ်စကောင်းစီတက်ကစစ်ကားအစီး90ကျော်နဲ့အသည်းအတန်ခန့်စစ်ပြင်းနေပြန်နေဆိုပါတယ်။လက်ရှိအောက်ရှိပင်ဘတ်ဒေါင်းလမ်းမိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ပြည်မြို့ကိုအကြံဖတ်စကောင်းစီတက်ကခန့်စစ်ပြင်းနေပြန်တာဖြစ်ပြီးပြည်မြို့ကိုတော်လိုင်းအစ်တပ်ဖွဲ့တွေထိုးဖောက်ဝင်ရောက်လာမှာကိုလည်းစစ်ကောင်းစီတက်ကတော်တော်ကိုကြောက်လန့်နေကြတယ်လို့သိရပါတယ်။အလားတူအောက်ရှိပင်ဘတ်ဒေါင်းလမ်းမိုင်းကတိုက်ပွဲမှာသေသွားတဲ့စစ်ကောင်းစီတပ်သားမတအလောင်း9လောင်းကိုလည်း ဇန်နဝါရီလ6ရက်နေ့ညပိုင်းကပဲစစ်ကောင်စီတပ်ကအုတ်ရှိပင်မြို့အေးတုခတေးညိုင်းဂုံးကိုတည်သွားပြီးတော့ခိုးချောင်းခိုးဝက်တကြိုနေကြတယ်လို့ဒေသခံပြည်သူတွေကပြောထကြပါလိမ့်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာလေရွှေဘုံမြို့နယ်ပလိုင်းပြူစော့တီဂျေးဝါကနေထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ချင်းမမှုအတွေ့စေကောင်စီတပ်သား9ဦးကတော့အသေးသေးတေကုန်ကြပြီးတဲ့နော် စစ်ကြောင်းတကြောင်းလုံးတက်ပြက်ပြီးရွာထဲကိုပြန်ပြေးသွားကြတယ်လို့ပလိုင်းပကဖတာဝန်ခံဘိုထွန်းညိုကရန်ကုန်ခေတ္တကိုပြောပါတယ်ဇန်နဝါရီလ၈ရက်နေ့ကပဲပလိုင်းပြစော်တီခြေရွာကနေထွက်လာတဲ့အင်အား60ဝန်းကျင်ပါအကြံဖက်စကောင်စီတပ်စစ်ကြောင်းကိုဒေါ်လန်ကြီးပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား9ဦးကတော့ပြစ်ခတ်မှုတွေအတွေ့မှာပဲအသီးသီးတိတ်ကုန်ကြပြီးတဲ့နောက်တိုက်ပွဲကမိနစ်20လောက်သာရှိသေးတယ်စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းလုံးဟာတက်ပြက်ပြီးတော့ သူတို့စစ်သားတွေရဲ့မပါလောင်းတွေကိုတရွတ်တိုက်ဆွဲသွားပြီးရွာတွေကိုပြန်ပြေးသွားကြတယ်လို့ပလိုင်းပကဖတာဝန်ခံဘူထွန်းညိုကပြောထားပါတယ်ခင်ဗျာတဖက်မှာလေပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာအချက်ဖက်စကောင်စီရဲ့ခလာယာ188တက်ကစစ်မှုထမ်းတသားတဲ့ကျော်မင်းဦးနဲ့မင်းမင်းစောဆိုသူတို့နှစ်ဦးဟာလက်နက်တွေနဲ့အတူမရမကထွက်ပြေးလာပြီးတော်လိုင်းကြီးတက်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ကျန်းယူဗဟိုကနေတရင်ထုတ်ပြန်ထားပါတယ်အဲ့ဒီအချက်ဖက်စကောင်စီရဲ့ခလာယာ188တက်ကစစ်မှုထမ်းတသားတဲ့ကျော်မင်းဦးနဲ့မင်းမင်းစောဆိုသူတို့နှစ်ဦးဟာ မဖြစ်မနေစစ်မှုမထမ်းမနေရအမိန်နဲ့စစ်တပ်ထဲကိုတွတ်သွင်းခံရတာဖြစ်ပြီးသူတို့ဟာစစ်မှုဒဏ်သက်တလလောက်အကြာမှာပဲသူတို့ကိုင်ဆောင်တဲ့လက်နက်တွေနဲ့အတူမရမကထွက်ပြေးလာပြီးတော့ KNL တရင်ကိုစီမှာအလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီနောက်ထွက်ပြေးလာတဲ့စစ်မှုဒဏ်တပ်သားတစ်ကျော်မင်းဦးနဲ့မင်းမင်းစောဆိုသူတို့နှစ်ဦးကိုတော်လိုင်းရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုခဲ့ပြီးလက်နက်ပါပါလာတဲ့အတွက်ဂုံပြုတ်စုငွေပါချင်းမြင့်ပေးခဲ့တယ်လို့လည်း KNU ဗဟိုကနေထုတ်ပြန်ထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ